ဟုတ်ကဲ့မင်္ဂလာပါအာဘက်ထရီကျွန်တော်တို့ဒီပကင်ကျင်နေဆိုတာပေါ့နော်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဘက်ထရီကနေဒီဘက်ထရီကနေထွက်တဲ့အားနေကျင်တာမဟုတ်ဘူးနော်ကျွန်တော်ဘက်ထရီကနေအင်ဗာတာကိုချိတ်ထားတယ်အင်ဗာတာကနေတဆင်းကျွန်တော်တို့ဒီအိမ်မီလိုင်းနဲ့ဟိုအာမီးဝင်နေပေါ့နော်အဲ့တော့အိမ်မီလိုင်းကကျွန်တော်တို့ဒီပုံမှန်အားဖြင့်အာကျွန်တော်အရင်တော့ကကျွန်တော်တို့တိုက်တယ်ပါဆိုရင်အခုတိုက်တယ်မဟုတ်ဘူးနော်အရင်တိုက်တယ်မှာနည်းနည်းပိုဖြစ်တာများတယ်အဲကျွန်တော်တို့မီးချောင်းတွေရောဒီပလက်ပေါက်တွေရော အာကျွန်တော်တို့ရေမော်တာတွေအဲ့တခြားအဲကွန်းတွေပါအကုန်လုံးကိုကျွန်တော်တို့ဝါယာကျိုးဟိုရောပြီးတော့သွားတာပေါ့နော်ပြီးရင် line နဲ့ neutral တွေရောပြီးသွားတာအပူ line a line လို့လည်းခေါ်တယ်ပေါ့နော်အဲ့လို line နဲ့ရောပြီးသွားရတယ်ဆိုရင်ကျွန်တော် line မတက်အောင်လို့ခေါ်တယ်အဲ့လို line မတက်အောင်ဆိုရင်ကျွန်တော်တို့ကဒီသူကဘတ်ပြန်ဝင်တာပေါ့နော်ဘတ်ပြန်ဝင်ပြီးတော့ကျွန်တော်ဓာတ်ကနေပြီးတော့ဒီကျွန်တော်ထုတ်တဲ့ဓာတ်ကဒီမီးချောင်းနဲ့ဝင်ရမယ့်ဟာကိုမီးချောင်းကနေကျွန်တော်ပြန်လာပြီးတော့ ကိုထုတ်ပေးထားတဲ့ source တစ်ခုကိုပြန်ရောက်လာတာပေါ့အဲ့လိုမျိုးလိုပဲပြောရမှာပေါ့နော်ကျွန်တော်လွယ်လွယ်ကူကူပြောရမှာဆိုရင်အဲ့တော့ကျွန်တော်အဲ့ဒီမှာကင်တဲ့အချိန်မှာသူကဓာတ်ပြန်လိုက်တဲ့ပုံစံဖြစ်တာဒါပေမဲ့ဟိုလိုလုံးဝကြီးကျွန်တော်တို့ဓာတ်220 V လောက်ကြီးလိုက်တာမဟုတ်ဘူးအဲကျွန်တော် V တော့နည်းတယ်နည်းနည်းလေးကျင်တာပေါ့နော်အဲ့တော့အဲ့လိုမျိုးဖြစ်နေတယ်ဆိုရင်တော့ကျွန်တော်တို့တစ်ခါတလေကြိုင်ဘယ်နားတွေဖြစ်တက်လဲဆိုရင်ဘက်ထရီမှာအာကျွန်တော်တို့ဒီ net ဘိုးတွေရှိရပေါ့နော် net ကျွန်တော်တို့ဒီ school ဆွဲလို့ရတဲ့ net တွေရှိအဲ့ net တွေကိုကင်ကျင်တယ် ကျန်တဲ့ body ဘိုင်းကိုကင်မချင်းဘူးပေါ့နော်အဲ့လို့ဆိုရင်အဲ့ net တွေကိုကျွန်တော်တို့တိတ်လေးရင်းနဲ့ကတ်လိုက်ရင်ရတယ်ဒါအလွယ်တကူနီးပေါ့အကောင်းဆုံးနီးရတော့ကျွန်တော်တို့ဒီ line ကိုရှင်းလိုက်တာတော့ကောင်းတယ်ပေါ့နော်မီ line ရှုပ်နေတာတွေမီ line မတက်ရတာတွေရှင်းလိုက်တာတော့ကောင်းတယ်အဲ့လိုမျိုးရှင်းမှုမလွယ်ဘူးဆိုရင်ကြတော့ခုနကျွန်တော်ပြောသလိုတိတ်လေးနဲ့ကတ်လိုက်အဲ့လိုမှမဟုတ်ဘူးတစ်ခုလုံးဒီအာတစ်ခုလုံးဒီဟောပေါ့နော် battery တစ်ခုလုံးက အဲလိုက်နေတယ်ပြီးတော့လိုင်းရှင်းလို့လည်းမလိုဘူးအဲလိုင်းကလည်းတန့်တယ်ဆိုရင်ကြောင့်ဒါ body အပ်မိတယ်လို့ခေါ်တယ်အဲကျွန်တော်တို့ဒါအချရမှာပေါ့နော်အချရတယ်ဆိုတာကဘာလဲဆိုတော့အဲကျွန်တော်ဒီမီးကြောင်း sorry ဒီအိမ်မှာရှိတဲ့မီးလိုင်းထဲကနေပြီးကျွန်တော်ဝိုင်ယာကြိုးတစ်ခုယူပြီးမြေကြီးထဲကိုစိုက်တာပေါ့နော်အဲ့ဒါကြတော့အချရတာပေါ့အဲအချရလို့ခေါ်တယ်ကျွန်တော် rod တန်နေနဲ့ကျွန်တော်ကြီးကြောင်းနေနဲ့ပေါ့နော်ကြီးကြောင်းနဲ့အချရလို့ခေါ်အဲ့ဒါကတော့ကျွန်တော်ကုန်ကြစိတ်နည်းနည်းတော့များတယ် အာကျွန်တော်တိုက်ခန်းနေမှာတော့ချားလေးတော့မရှိဘူးဒီနောက်ပိုင်းအရင်တော့တိုက်ခန်းနေမှာချားလေးမရှိဘူးเนาะအခုနောက်ပိုင်းတိုက်တွေမှာတော့အဲ့လိုမျိုးအချားတာတော့ရှိတယ်အဲ့ဒါကျွန်တော်ဆိုလာတိုက်ရင်လည်းအချားရည်တော့ရှိရေပေါ့နော်အဲ့ဒါကိုကျွန်တော်တို့မြေဆိုင်ကြိုးချလို့ခေါ်တယ်အဲအဲ့လိုမျိုးလေးလောက်ကြတယ်အဲ့တော့အာအကိုအနေနဲ့ကတကယ်လောကခဏခဏသွားကင် ရမယ်အနေထားဆိုရင်တော့အဲ့လိုမျိုးတိတ်လေးနဲ့ကတ်ထားလိုက်အဲ့လိုမျိုးမဟုတ်ဘူးအာဒီတိုင်းထားရလဲရတယ်ဆိုရင်တော့ဘာမှတော့မဖြစ်ဘူးအထီတာအဝင်နေတာပေါ့နော်ဒါယူအဝင်နေလို့တော့ခေါ်တယ်ပေါ့နော်အဲအဲ့တော့ကျွန်တော်ဖြေသွားတဲ့အဖြေလေးကအဆင်ပြေမယ်လို့ထင်ပါတယ်အာနောက်ထပ်မေးချင်တာရှိရင်ကျွန်တော်မေးလို့ရပါအဖြစ်အလိုမျိုးကျေးဇူးတင်ပါတယ်ကျွန်တော်နာမည်ကကိုရဲပါ